ရှိပါတယ်ကိုကကိုတကူရေစာအဲ့လိုမျိုးတွေကိုကိုတိန်းထားဆုထားတာလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်ဒါနောက်ရလို့ရှိရင်ကိုရဲ့စီးပွားရေးပလန်လေးတွေပေါ့နော်အဲ့လိုမျိုးတွေလုပ်ငန်းလေးတွေလုပ်ဖို့အတွက်အဲ့ဒါတွေရွေထားတယ်လည်းရှိပါတယ်ဆုဖြစ်တယ်အဲ့ဒါတွေကလက်ဆောင်ပေးတဲ့ဟာတွေယူတာကိုတိုင်းမဝဲကိုတိုင်းမဝဲရွှေရအစားလက်ဆောင်ပေးတာပဲယူတာညာလေဒီမှာလေးတာဝတ်ထားရတယ်အကုန်လက်ဆောင်နေအဲ့လုံးပြီလုံးပြီခင်ဗျာဒါအမြတ်တနိုးနဲ့ချက်တဲ့သူတွေကပေးထား ကြည့်တယ်အများကြီးထဲမှာလက်ဆောင်နေမယ်ဒါကိုယ်ကိုယ်ဆန်တဲ့ကိုမွေးဘူးရွှေရဆအလကားရအရန်ပြောတာဟဲ့ပတ်စံရပြီးပြီဆိုလို့ရှင်အဲ့ညာကနေထချင်ပြီပါပတ်စံရည်ကြည့်ရှင်ခါလေးကြိုက်တိုင်းလက်ကောင်းကောင်းလေးရှိလားပတ်စံသွားရည်ကြည့်မယ်အဲ့လိုအဲ့လိုမျိုးတွေဖြစ်တယ်ဟဲ့ပြောလိုက်တာဒီညာငါတော်တော်လေးကိုအမလီပြီးအာစိတ်ကူးချက်ချင်းရဲပါဝဲမဲဘလို့လုံးမဲအဲ့တဲ့မလားအဲ့လိုမျိုး မင်္ဂလာပါရှင်ဟိုပစ္စည်းကွင်းကလေးပရိသတ်တွေတူတူလုပ်နေတယ်ဟုတ်တယ်တူတူတရားထိုင်နေအဲတရားဟုတ်တယ်တရားစခန်းတူတူဝင်နေထိုင်နေပရာဟိတရလည်းတူတူလုပ်တယ်အဲတဲလည်းတူတူကိုယ်ဆိုတူကောင်းပါတယ် တချိလိုက်သားရဲ့အကြောင်းလားမောင်လင်းကြောင့်လားကျတော့လေဘွားရဲ့အနှိမ်ကြဆုံးချိန်ဒီမှာရောအမြင့်ဆုံးချိန်ဒီမှာရောအတူတူအတူတူရှိခဲ့တဲ့တငယ်ချင်းကောင်းတွေပေါ့အဲ့လိုအင်းကြီးကအစပေါ့နော်ဟုတ်တခြားသူတွေဆိုရင်ရင်ဖွင့်လို့အဆင်မပြေဘူးအခုလိုကိုယ်တွေတငယ်ချင်းတွေနှစ်ယောက်ကြတော့အများတန်းဟိုအတွင်းအင်းတွင်းရေးဟို တွင်းကြတာပေါ့နော်အဲ့လိုမျိုးလေးရစအဲ့လိုမျိုးရင်ဖွင့်ဖြစ်တယ်ပျော်ရင်လည်းတူတူပျော်တယ်အဲ့လိုမျိုးစိုးတူကောင်းတူတယောက်တည်းလွဲချရင်လည်းလွဲချရတယ်အဲ့လိုမျိုးအဲ तू လဲ slim body ကိုလဲ slim body ပေါ့နော်အခုတော့ तू လဲအကိတ်ကိုလဲအကိတ်ဖြစ်သွားတယ်တကယ်ကိုလုံးရမ်းလာတာ AR ထွန်းဆိုလေလုံးဝကိုလုံးကတိတ်တိတ်တွယ်လေးနဲ့ तू အထောင်လည်းအရက်မောင်းလည်းကောင်းတော့လေတကယ်လာတာအခုကတော့အခုတော့အဝမဲ့လေးဖြစ်သွားအခုချစ်စရာလေးပေါ့အရင်ကနားအခုချစ်စရာကောင်းတာဟိုကလေအသက်ကွဲရင် င်လည်းစားတယ်ပျော်ရင်လည်းစားတယ်ဂျင်းဆော့ပြီးပြန်လည်းစားတယ်အဲ့လိုမျိုးလေးပေါ့နော်အချောင်းပြချက်မျိုးစုံခေါင်းစဉ်အမျိုးစုံအဓိကတော့စားတယ်စားတယ်တောက်တယ်ပိန်နာဝါလာအဓိကမကြတော့ဆယ်နှစ်ကျော်အတွင်းမှာလာအဲကောက်ချောင်းနေပြောင်းကုန်မှာပေါ့နော်အဲ့လိုလေးကောက်ချောင်းနေပြောင်းကုန်တယ်အဲ့လိုလေး ီမှာတရားစခန်းမှာလေးနော်အတူတူတရားထိုင်ကြတဲ့အချိန်မှာတရားရဲ့ဖြစ်စဉ်လေးတွေတယောက်နဲ့တယောက်အပေးပေးမြတ်အပေးယူပေါ့နော်အဲ့လိုလေးပြောဖြစ်တယ်ဆွေးနွေးကြတယ်ဆွေးနွေးဖြစ်တယ်အဲ့ဒါလေးတွေအမှတ်တရပြီးတော့အဲ့တရားအတိလေးတွေရခဲ့တဲ့အတိနဲ့ဘွားကိုဖျက်ဆီးခဲ့တာတယောက်နဲ့တယောက်တယောက်နဲ့ဟုတ်တယ်အဲ့လိုမျိုးဖိမာပြီးတော့မှလေးအဲ့လိုမျိုးတကယ်ကိုသူဆိုအရာထွန်းဆိုလို့ရှိရင်လည်းတကယ်သီးခံနိုင်စွမ်းအရန်ရှိတယ်ပေါ့နော်အဲ့လိုမျိုးပတ်ဝန်းကျင်တွေနဲ့အများကြီးဆက်ဆံရတယ်သူတို့ဒီဇိုင်နာဆိုပူဆိုးတာပေါ့အဲလူတိုင်းရဲ့ခန္ဓာကိုအချိုးအစားကိုထွင်ပြီးတော့မှချုပ်ပေးရတာဖြစ်တဲ့အမျိုးမျိုး ိုးပြဿနာပေါင်းစုံရှိတယ်သူဆိုလို့ရှင်လေဒါသူပြောပြလို့တည်တာလေအဲ့လိုမျိုးလေးပေါ့နော်ဒီဇိုင်နာတယောက်ရဲ့ခန်းစားချက်တွေဆိုလဲသူပြောပြလို့မှတည်တာပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့ဒါလေးတွေရောပေါ့နော်ဒါပေမဲ့အခုကျတော့ဘယ်လိုဖြစ်လဲဆိုသူကိုချုပ်ပေးပြီးနောက်ပိုင်းမှာဘယ်လိုဖြစ်လဲဆို big customer တွေအများကြီးရတာ big customer တွေအများကြီးရပေါ့နော်အဲ့လိုကိတ်ကိတ်လုံးလုံးလေးတွေဆိုအကုန်ကိုစီရောက်လာဘာလို့ဆိုကိုင်နေဖွဲ့သူအဲ့ကိုကိုစီလာတဲ့ customer တွေ big customer တွေများတယ်အဲ့လိုမျိုးလေးတချို့ဆိုလို့ရှိရင်တချို့ဆိုရင်ဟို ရက်ဝေးရလေအဲ့လိုမျိုးကချင်ပြည်ကနေတော့လမ်းမှာအာလောက်ပါအောင်အမရဲ့ဟို body အချိုးစားပါတော့အဲ့လိုအပေါ်အောင်မမြလို့ဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုသူများထက်ပို့ပြီးတော့မှအဲ့လိုမျိုးထွားလို့အဲစိတ်တိုင်းမကြဘူးဘာလို့ဆိုညီမလေးချုပ်ပေးထားတာတွေးလို့အဲ့လိုလေးလှုပ်ပေးပါအောင်ဘာညာအဲ့လိုမျိုးတွေဒီရှိရဲအဲ့လိုမျိုးတွေပေါ့အဲကြတော့စိတ်ရှည်တဲ့အပြင်ကိုဒီဇိုင်းကိုသူကလေသူ့ရဲ့အုံနောက်ကလေတအားထွက်တာခါရကြရလေသူကရိုးရိုးလေးနဲ့မှတနည်းအားလေးပဲကွက်ဆန်းလိုက်တာအဲ့ဒါအရန်ပေါက်တာ ဒါကြအရန်အရန်နဲ့ over လေးအဲ့လိုများပြားနေရမျိုးကိုကိုတိုင်လည်းတိတ်ပြီးတော့မှ favor မဖြစ်ဘူးတိတ်မကြိုက်ဘူးအဲ့လိုရိုးရိုးလေးဟိုမှာအအမြဲတမ်းမျက်စိပတာတာဖြစ်မဲ့ဟာလေးပေါ့နော်အဲ့လိုလေးတွေကိုကသဘောကျအဲ့လိုလေးတွေပေါ့ဟုတ်အဲ့ကြောင့်ကို customer နဲ့ကိုကနဲ့ကိုကတော့အစင်နေပြည်တယ်ပေါ့အဲ့လိုအများကြီးပဲအများကြီးပဲအခုလောက်ပေါ့နည်းနည်းပြောလိုက်ပြောလိုက်ပြောလိုက်ဟိုပါပေါ့ ဟိုဟိုတယောက်ကိုမကြည့်နိုင်ဘူးဆိုဗီဒီယိုကောခေါ်ညတကောင်ကျော်နှစ်နိုင်လောက်ခေါ်ပြီးတော့အဲ့လိုဗီဒီယိုကောကြည့်ပြီးထိုင်ငိုကြထိုင်ငိုကြသူဟိုတက်တစ်ခုခုဆိုရင်တစ်ခုခုဆိုရင်ဖုန်းဆက်ပြီးထိုင်ငိုပြီးအဲ့ဆိုချော့ရပြီးသူကသူကတအားတအားချော့ရတအားပြောရခက်တာအဲ့လိုပဲလေသူဖြစ်ချင်တာဟုတ်ပဲဆိုပြောမဟုတ်ဘူးကျမထင်တာဒီလိုဆိုမဟုတ်ဘူးเนาะဒါကဒီလိုဆိုအဲ့နောက်ဆုံးအဲ့ပြောရတရားသဘောနဲ့စဉ်းစားဒီလိုမျိုးဒီလိုမျိုးဆိုသူကသူပြီးသွားလိမ့်မယ်ဒါဖြစ်ပြက်သဘောပဲပေါ့เนาะအဲ့လိုအနှိမ်မြင့်ဆိုတာဂျုံအောင်ပါပဲအဲ့လိုမျိုးပေါ့အကိုဖြစ်ရင်လည်းသူပြောတယ်သူဖြစ်ရင်လည်း 股票嘞，轮流嘞。 မသိရင်တော့လေအဲ့ဘွာနော်ဟိုညတစ်ခေါင်ကျော်နှစ်နိုင်လောက်ကြီးမီးတွေစိမ့်ငယ်ရီးသားနဲ့ထိုင်ပြောနေကြလို့ထင်ပါမဟုတ်ဘူးအာတငယ်ချင်းတွေနှစ်ယောက်အဲ့လိုမျိုးဗီဒီယိုကောတနိုင်ကျော်နှစ်နိုင်ကျော်လေးနိုင်ကျော်ထပြောတယ်နော်အဲ့လိုမျိုးဟုတ်တယ်ကြောက်တနေရာစီဖြစ်နေအဲ့တနေရာစီဖြစ်နေအဲ့လိုတွေတခါလေစိတ်မထင်သုံးနိုင်လောက်လဲထခေါ်လာဟောက်ခေါ်ပြီးအေးအေးလုံးအောင်ကျွန်တော်ဒီလိုဖြစ်နေပြီဆိုအဲ့ချင်မူတူနဲ့ထထိုင်ပြီးပြောပြရအဲ့လိုတူကွချင်အဲ့ကျွန်မတော့ခဏခဏကွဲသူကလည်းမနေ့ကွဲလာမကွဲ ကောင်းနော်ဟိုလာကိုတော်တော်ကြပြီအဲ့တော့တခါပဲ15မိနစ်ကတော့တော်တော်ကြပြီတခါပဲဒါပေမဲ့သူအဲတခါကွဲတာလဲတနှစ်လောက်ခံလိုက်ရတယ်ကျွန်တော်လူတော့မသိဘူးပီးဟုတ်လားဆက်လာအာအာအဲ့ကလေးတော်တော်ချော့လိုက်ရတယ်အဲ့လိုမျိုးအဲ့ကလေးကတော်တော်ချော့လိုက်တော့တဲကွဲနေတာတော်တော်ချော့လိုက်ရတယ်အဲ့တော့ तू က तू ကတော့အမှတ်ရှိသွားတယ်တခါလဲနဲ့ကိုကအမှတ်မရှိဘူးခဏခဏကွဲအချစ်ကအချစ်ဖို့ကောင်းပါလေတဲ့အဲ့လိုမဟုတ်ဘူးတဲ့အဲ့ပြောနေ အဲအချစ်ကြောင်းခုနောက်ပိုင်းတော့တိတ်မပြောဖြစ်တော့ခုနောက်ပိုင်းကျတော့ကိုဘွားအောင်မြင်ရဲ့ကြောင်းနေမိသားစုအကြောင်းလေလောက်ကြောင်းလေအဲ့လိုမျိုးပြောမယ်ဆိုရင်တော့ဟိုတခါကြာရင်ဒါတွေကဒီလိုဖြစ်လာတယ်အဲအဲ့ဖြစ်စဉ်လေးကတော့ဒီလိုအဲ့လိုမျိုးလေးပေါ့နော်အလောက်ကြောင်းနေပဲအများပါအခုကပတ်စံပဲမတ်လာတာဟုတ်အခုနောက်ပိုင်းပတ်စံပဲမတ်လာတဲ့ခါကျတော့အချစ်တရားဒီကမှမကြောက်တော့အဲအရင်တော့ပတ်စံအဓိကမဟုတ်ဘူးအချစ်ကဘာဆိုလားပဲနော်အချစ်ကိုကူးကွယ်လာတာအဲ့လိုမျိုးပေါ့နော်အဲ့ချိန်ကတော့အဲ့လိုမျိုးအခုကပတ်စံဆိုတော့ခါကျတော့ အဲ့ဒါကကြတော့ဘယ်လိုပြောမလဲဆိုတယောက်ကိုတယောက်ကစီးစီးမကြော်တာစီးစီးမပြော तू ပြောတဲ့စကားတွေကိုလည်းကိုကတခြားလူကိုပြန်မပြောလို့တခြားလူပြောတဲ့စကားလည်းသူ့ကိုပြန်မပြောဘူးကိုကသူ့ကိုယင်ဖွင့်တဲ့ဟာကိုလည်း तू ကတခြားလူကိုပြန်မပြောသလို तू ကလည်းဟိုကိုကလည်းတခြားလူကိုပြန်မပြောဖြစ်ဘူးအဲ့ဒါနဲ့ပဲဒီခင်မမှုတတစီးထိန်ကြတာပေါ့နော်တယောက်ကိုတယောက်ကကြတာလေအဲ့လိုပေါ့ဟိုတားခံစားရတဲ့အချိန်မှာလူတိုင်းကလေ ြောဖြစ်တယ်လေအဲ့ရဲ့စကားကိုသူရမ်းခံစားချိန်မှာငါ့ကိုပြောတဲ့အတွက်ငါ့ကိုယုံကြည်လို့ဆိုပြောဟုတ်တယ်ဟုတ်တယ်ဒီရင်ဘတ်ထဲမှာပဲထားတယ်တခြားနေရာမထုတ်ဘူးမထုတ်ဘူးအဲ့လိုမျိုးခါကြတော့အဲ့တွဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ပြီးတော့ခါကြတော့ နောက်တစ်ခါကျတော့လေအဲ့လိုပေါ့အာမိသားစုရေးရကိစ္စဆိုလို့ရှိရင်လေပြန်လည်ကူညီကြတယ်ကိုကိုတိုင်းစဉ်းစားနေတဲ့အချိန်မှာစဉ်းစားလို့မနိုင်ဘူးဆိုလို့ရှိရင်လေတယောက်နဲ့တယောက်အပြန်အလှန်ပေါ့အဲ့လိုမျိုးတွေးပြောမှဒါလည်းကတော့ဒီလိုဟုတ်မှထင်တယ်နော်အဲသူကလည်းဟုတ်တယ်အဲ့ဒါဆိုမှန်နေရပေါ့နော်တကယ်ချင်းနှစ်ယောက်ပြောလိုက်တဲ့စကားတွေကလည်းအများနဲ့မှန်မှန်သွားတယ်အပြင်မှာဖြစ်ရလေးတွေကလည်းပြောလိုက်ကြညှိနှိုင်းလိုက်ကြဖြည့်ရှင်းတာတွေကမှန်နေရတာကြတော့အဆင်ပြေနေအခုချိန်ထိ อ่าตู้อซ้วนกုတ်อโลไล่ได้หลุเนี่ยบ่เอออะหลุမျိုးอะยังฉิบเลยอ๋อแล้วสู้ตัวอ่ะอะยังฉิบขันจินน่ะเลยอะยังอะยังอโลไล่ขันจินน่ะไอ้รอบก็จะไอ้หลุหลุเนี่ยเว้ยย่าสิฉินเลยบ่ไอ้หลุ ပတ်စံလည်းကြိုက်တယ်မုံလည်းစားခြင်းနဲ့အဲ့လိုအချစ်လည်းခံခြင်းနဲ့အမျိုးကြောင့်မို့လေများများများသွားလားဘယ်လိုထင်လဲဟုတ်မဟုတ်များတော့တကလေးလို့စိုးခြင်းတာလေလေကလေးစိုးလို့စိုးခြင်းတာများတော့အမှန်တော့ဟိုပါပေါ့မိသားစုကိုဥဆောင်ရတာလည်းပါမိသားစုဥဆောင်ပြီးတော့မှဟိုရှာကျွေးနေရတော့ခါကျတော့အဲ့လိုနည်းနည်းကလေးစိုးလို့စိုးလို့ရမယ့်ရင်ခွင်တစ်ခုအဲ့လိုအဲ့လိုအဲ့လိုဆိုးချင်တာအဲ့လိုဆိုးချင်တော့ဆိုခါကျတော့အေးအဲ့လိုဆိုးလို့ရတဲ့သူနဲ့တွေ့ရင်တော့ကိုကတော့ ပြောတယ်ဗောကုတငယ်ချင်းအတွက်ဝမ်းသာတယ်။တော့အချောင်းတိလို့အချောင်းတိလို့အချောင်းတိလို့မဟုတ်သူ့ကိုလေးဟိုကလေအဲနားဝိမင်းကိုသဘောကျလို့သွားပြောဆိုမပြောပါနဲ့ဒီတိုင်းလေးခင်တာကောင်းပါတယ်သူသွားပြောအစ်စမပြေတော့ဘူးနော်တခါတော့ကိုကရှေ့အကျူပြောတာအဲ့လိုပြောတာဘယ်လိုလဲတငယ်ချင်းရကြတော့ဟမ်ဘာဆိုသူကတော့ရုံးပဲ မဟုတ်တော့တော့တဲဆိုတော့တော့ဆိုလက်ခံမှာမဟုတ်လေအဲအကြောင်းသိလို့တခါတည်းဘယ်လိုပြောတာအရင်ကကြောင်မကဘူးလေတက်ခတ်တယ်အခက်ခဲအများသွားလို့တက်ခဲတယ်အများသွားတော့အရင်ပင်ပန်းတယ်လေတိလာအဲ့လိုလေရှာနေရဲ့သားနဲ့ကိုအရင်ရှာခတ်လာတဲ့အခါမှာပတ်စံကိုအရင်ကြိုက်လာတယ်ပုံပြီးမျက်နိုးလာတယ်အဲ့တော့မရဘူးပတ်စံပဲချစ်တော်တာ အမျိုးသမီးအမျိုးသားချစ်ချင်းမုန်းချင်းဆိုတာအဲ့ပစံကိုပဲမျက်စိထဲမှာမြင်တော့အဲ့မတင်နဲ့အဖတ်တင်နဲ့အဖတ်တင်နဲ့ပြီးတော့ခါကျတော့လေကိုတငယ်ချင်းနေနေဆိုရင်လေကိုပျော်လို့တုံးရတာပျော်တယ်အဲ့အတွက်အတုံးပျော်တယ်ပြီးတော့ခါကျတော့ဟိုတုံးရတာထိုက်တန်တယ်ပေါ့နော်အဲ့လိုမျိုးပြီးရင်လေကိုကိုကိုလိုတာဝယ်ရတဲ့ခါမှလည်းအဲအဆင်ပြေတယ်တောက်ပြောင်းနေတာပဲလေအဲ့အတွက်ပစံမရှိမဖြစ် ရှိပါတယ်ကိုကကိုတကူရေစာအဲ့လိုမျိုးလေးကိုကိုတင်းထားဆုထားတာလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်ဒါနောက်ရလို့ရှိရင်ကိုရဲ့စီးပွားရေးပလန်လေးတွေပေါ့နော်အဲ့လိုမျိုးလေးလုပ်ငန်းလေးတွေလုပ်ဖို့အတွက်အဲ့ဒါလေးရွေထားရလည်းရှိပါတယ်ဆုဖြစ်တယ်အဲ့ဒါလေးကလက်ဆောင်ပေးတဲ့ဟာတွေယူတာကိုတိုင်းမဝဲကိုတိုင်းမဝဲရွှေရအစလက်ဆောင်ပေးတာပဲယူတာဆိုတော့လက်ဆောင်ရဘူးလားရတယ်လေဒီမှာလေးတာဝတ်ထားရတယ်အကုန်လက်ဆောင်နေ နေပြလိုက်ပါဦးအဲလုံးပြီလုံးပြီခရရလိုက်ပါဦးရဆောက်ရတယ်ဖတ်ရတယ်လို့ဒါအမျက်တနိုးနဲ့ချစ်တဲ့သူတွေကပေးထားလက်ကောက်တွေဟွာရရဟဲ့ရှိတယ်အများကြီးထဲမှာဟိုကလက်ဆောင်နေပဲလားလက်ဆောင်နေပဲလားကိုကကုတ်ဆန်နဲ့ကိုမွေးဘူးရွှေရဆာလကားရရရှာမလေးတူတွေတူမတွေရှိသေးတယ်ဩ ရှိသေးတယ်။ကိုရှမ်းပစက်ခွဲဝေပြီးတုံးမိမဲ့သူတွေပေါ့။အဲအဲ့လိုမျိုးလေအခုလည်းသူတို့လည်းအတူတူကိုနဲ့လိုက်ပြောအစိတ်ညစ်ဆိုတော့လိုက်စိတ်ညစ်အတူတူပဲလေကိုတူတွေဒူမတွေအမတငယ်ချင်းတွေကိုလို့စုတူကောင်းတူအဲ့လိုသွားနေကြတဲ့ခါကျတော့ကိုရရင်လည်းသူတို့လည်းခွဲသုံးတင်တယ်လေ။အတူတူသူစိတ်ညစ်မှာရောအရန်စိတ်ပူတာဘာလို့လဲဆိုသူစိတ်ညစ်ရင်တယောက်မှမနေရအောင်အဲ့နေရောညာဖုန်းနေဆက်အလုပ်လည်းမလုပ်ရအောင်အဲ့သူသူ့ဖြည့်ရှင်ပေးနေရတာအဲ့လိုဖုန်းနေပတ်ဆက်တာစိတ်ညစ်အဲ့လိုစကားတွေပြောလိုက်တာနော်စကားတွေပြောရမှာမဟုတ်ကြဘူးဟုတ်တယ်စကားတွေပြောတယ်အဲ့လိုမျိုးအပြင်မှာလည်းတယောက်နဲ့တယောက် မထွက်ဖြစ်သူလည်းသူဆိုလည်းအလုပ်ရမ်းများတယ်အဲသူသူ့လုပ်ဆိုလို့ရှင်လေ तू อ่ะအဲ့လိုပေါ့နော်ဟိုသူရဲ့ ဟိုဒီဇိုင်နာသူအတ်တာမလို့ဟိုဘယ်လိုပြောမလဲအုတ်လိုက်အုတ်လိုက်တီးလေးအဲ့လိုမျိုးလေးတထက်တထက်အဲ့လိုလေးချုပ်တာမဟုတ်ဘူးသူ့မှာလေးဟိုလိုပါလေဘာလဲကုမ္ပဏီကတော့ဝန်ထမ်းတွေအုပ်စုတွေအထက်80အထက်တရာအဲ့လိုကြီးတွေသူ့မှာချုပ်ရတာပြီးတော့မင်္ဂလာဆောင်ပွဲဆိုလဲစားဆုံးအဲ့လိုကြီးဆိုတော့သူ့မှာခေါင်းတွေစားတယ်အဲ့ဂျားထဲမှာသွားကလိတာမအားဘူးဆိုလည်းမရဘူးအဲ့ဒါဖုံးဆက်ပြီးမှအေးရရဲ့လောက်ပေါအောင်လောက်ပေါအောင်ကျမဒီလိုဒီလိုဆိုအတနေ့ကိုအလုံးလုံးရင်းနဲ့ထိုင်ဖြည့်ရှင်းပေးနေရတာသူ့မှာပတ်တန်ဆွဲနေဖုံးဖွင့်ပြီးတော့ ဟုတ်တယ်ဘာမှမဟုတ်ဘူးအဲ့လိုအဲ့လိုအဲ့လိုမရှိဘူးတော့မရှိဘူးဒါမှမရှိဘူးဒါမှမရှိဘူးကွာဟိုကတောက်တောက်လေးအလိုက်တည်ရဲ့တော့ဟုတ်တယ်အများတိုင်း keep in touch ဖြစ်နေတဲ့အနေထားသိတာလို့ရှိကိုမပြောတော့ဘူးအဲ့လိုအဲ့လိုညပြီးအဲ့လိုအခုလိုအများတိုင်းပေါ့24နှစ်ကြီးအတူတူရှိနေရလဲမဟုတ်တခါလေးသူလားနဲ့ချီပြီးလဲပျောက်ရင်ပျောက်သွားတယ်တခါလေးကြက်လို့ရှိရင်လဲဟိုကိုလဲလားနဲ့ချီပြီးသူနဲ့ဆက်သွယ်မလုပ်ရင်လဲမလုပ်ဘူးသူ့ဘာသာသူလုံးဆရာရှိရလုံးနေဒါပေမဲ့အချိန်မရွေးဘဲအချိန်ပြန်စုံစုံဟိုလေဟို စကားပြောလို့အဆင်ပြေတယ်တယောက်နဲ့တယောက်နဲ့မညိုညင်ဘူးဟိုဟိုကိုကိုမိတ်ဆက်ပေးလိုက်တဲ့တငယ်ချင်းကိုသူပိုခင်သွားလို့လဲကိုကမညိုညင်ဘူးသူမိတ်ဆက်ပေးလိုက်တဲ့တငယ်ချင်းနဲ့ကိုနဲ့အရန် chemistry မိသွားလို့လဲသူကလည်းမညိုညင်ဘူးအဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးရှော့တခါမှမရှိဘူးအဲ့ဒါအဲ့လို C ပေါ့နော် pair relationship မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတငယ်ချင်းပဲမိတ်ဆွေအဖြစ်အဲ့မှာ C တစ်ခုရှိရင်တော့အဆင်ပြေတယ်ဟုတ်တယ် ကျန်းလေးတွေပေါ့အရန်ပြောတာဟဲ့ပတ်စံရပြီးပြီဆိုလို့ရှင်အဲ့နေရာကနေထချင်ပြီပါပတ်စံရည်ကြည့်ရှင်တခါလေးကြာရင်တိုင်းလက်ကောင်းကောင်းလေးရှိလားပတ်စံသွားကြည့်ချင်တယ်အဲ့လိုအဲ့လိုမျိုးတွေဖြစ်တယ်ဟဲ့ပြောလိုက်တာဒီညငါတော်တော်လေးကိုအမလီပြီးအစိတ်ကူးချက်ချင်းရဲပါဝဲမဲဘယ်လိုလုပ်မလဲအဲ့တဲ့မလားအဲ့လိုမျိုးတကယ်တကယ်ပါ ဟိုအမှန်တိုင်းပြောရရင်အရေးချင်းရှိတယ်လေကိုတငယ်ချင်းကကိုတငယ်ချင်းမလို့ပြောရမို့သူအတွေးခေါ်လည်းကောင်းတယ်သူ့ရဲ့ idea တွေသူ့ရဲ့ဘောနောမိသားစုပေါ်မှာထားတဲ့စိတ်သက်ပြီးတော့သူအဲ့လိုတငယ်ချင်းတွေနဲ့ပတ်ဝန်းကျင်တွေနဲ့ဆက်ဆံတဲ့သူ့ရဲ့စိတ်သက်တွေကောင်းတယ်အရန်နဲ့စိတ်သက်မြင့်တယ်အဲ့အတွက်ကြောင့်မလို့သူနဲ့လိုက်ဖက်တဲ့အမျိုးသားကိုပဲရစီချင်တယ်အဲတခါလေကြာရေဘောနောဟိုကိုတငယ်ချင်းကချစ်နော်ကိုကလည်းလိုက်ချစ်ပေးတယ် အဲ့အဲ့ဒါတော့ညီးတယ်အဲသူတို့တွေဘလို့နေနေသူတို့မကောင်း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 ကိုယ်တငယ်ချင်းကောင်းနေဆိုကောင်းနေကောင်းနေဟုတ်ကောင်းနေတယ်အဲ့ဒါတခုတော့ရှိရဲ့ဟုတ်တော့ဘာလို့ကိုယ်တငယ်ချင်းကိုချစ်တဲ့စိတ်နဲ့ဒါပေမဲ့အဲတကယ်တကယ်တမ်းညာတော့ကိုယ်တငယ်ချင်းအရေးချင်းရှိတဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်သူနဲ့တန်းတူ level တူပေါ့နော်အရေးချင်းရှိတဲ့အမျိုးသားတယောက်ကိုပဲလက်တွဲတော့မျိုးမြင်ချင်တယ်ဟုတ်အခုဆိုရင်တငယ်ချင်းနဲ့အချိန်လာပြီးတော့မနေ့ကနေပါလေရန်ကုန်မှာ မတိသေးဘူး तू ကဂျင်းထည့်ပြီးခေါ်တာအမန္တလေးကလည်းအမမန္တလေးကမင်္ဂလာပွဲကနေပြန်မလို့ဟာအဲဟိုမန္တလေးရန်ကုန်ကိုကလည်းအဲ့လိုမသွားဘူးလीနော် ဟိုကနေလာလဲလေရင်နဲ့ပဲလာဆိုတော့ခဏလေးပဲခဏလေးပဲတဲ့ကားစီးလာလိုက်တဲ့ခဏလေးပဲတဲ့ပြီးရင်ဒီမှာနေပြီကျွန်မလည်းတူတူလဲတည့်ရနေပြီးတော့မှပြန်မယ်တဲ့အဲ့လိုဂျင်းထည့်ပြီးခေါ်တာအဲ့ဒါနဲ့ကိုကလည်းမသိဘူးကားကြီးကိုကားပေါ်တက်ပြီးလာလိုက်တာသူ၃နာရီကလည်းမရောက်နိုင်ဘူးမရောက်နိုင်ဘူးတည့်ညာဘာမလို့ကိုက၄နာရီကနေညနေ၄နာရီကနေကားစီးလာလေညဆိုရင်တော့ရောက်လောက်ပြီပေါ့နော်အဲ့လိုမျိုးဆိုတော့ခါကြအဲ့မရောက်နိုင်မရောက်နိုင်ဒီနေ့မနေ့မိုးလင်း၉နာရီမှဒီကိုရောက်တယ်လေ အဲတို့ကဂျင်းထည့်ပြီးခွာဒီလဲရအောင်မပြောစဲမနေ့ကဖြောပြေးသွားမှာနော်လိုက်ခဲ့တယ်ဟဲ့ထပ်သွားပြန်ပြီလားလို့အာခီးဆက်ရအောင်ခီးဆက်ရအောင်မဟုတ်ဘူးလေကြိုပြောရင်မလာမှာစိုးလို့တဲ့အဲ့ဒါဂျင်းထည့်ပြီးခေါ်တာဒီကို အဲ့လိုအဲ့လိုသူနောက်လိုက်ပေးရမှာပေါ့တော့လိုက်ပေးရမှာတည်းရသူ့ဘာဆိုခိုင်းမလို့ဘာမဆိုနိုင်ကာလေဒီဇိုင်နာညညတန်စာပြီးတော့မှပဲဒါကိုယ့်ရဲ့ဟိုပြန်မှာပေါ့ကိုယ့်နေကိုဟုတ်တယ်ဟုတ်တယ်အဲသူစီခဏတော့လိုက်လိုက်ပေးလိုက်မယ်ကိုလည်းထွက်လာလက်စနဲ့ပေါ့ဘာလို့ဆိုတာချီလေးနဲ့ဒီရန်ကုန်မင်းလေးနဲ့ကြတော့လင်းရင်နဲ့ပဲသွားလို့ရတယ်လာဖို့သွားဖို့လာဖို့တိတ်အစ်စ်မမီတော့ရောက်တုံးလေးရောက်တုံးလေးလဲအောင်ဆိုတော့အဲသူကဂျင်းထည့်ပြီးခေါ်ငွေချင်းဟောတာရန်ကုန်မှာဘယ်ပို့ပြီးမှာလဲပို့မယ်လေ ပို့မယ်လေးရွှေတကုံပို့မယ်ဆိုပြီးအခုလောလောဆယ်တော့ညနေဆောင်းသွားတော့ညနေဆောင်းဘာရင်ရောက်မယ်တူရန်ကုန်လာတာဖျားရင်မသွားဘူးဘာရင်သွားမယ်လေအဲ့လိုမိတ်ဆွေကောင်းရတယ်ဆိုတာတကယ်ယရနာတစ်ခုကိုရတယ်လို့ပဲအဲအရန်တန်မှုရှိတဲ့ယရနာတစ်ခုကိုဝစ်စင်ထားရတယ်လို့ပဲတကယ်မိတ်ဆွေကောင်းဆိုတာရှာတယ်အဲ့တော့ကြောင့်မလို့အဲ့လိုဒီလိုတကယ်ချင်းရထားတဲ့အတွက်လည်းဝမ်းလေဝမ်းစားလေဂုံလေဂုံယူလေပြီးတော့ဟိုဘာလဲစိတ်ကလေးနဲ့တောင်ခလူခလူတခါမှမဖြစ်ခဲ့ဘူးအဲ့ဒီအတွက်ကြောင့်မလို့ဟို ပေါင်းသိရတာဘယ်လိုပဲပြောပြောပါတော့မင်္ဂလာရှိတယ်ပြောတယ်ဟုတ်တယ်ဟုတ်ဒီထက် မကပို့ပြီးတော့မှဟိုအောင်မြင်စေချင်တယ်သူအိမ်မက်ထားတဲ့ရွှေရောင်အိမ်နဲ့ရွှေရောင်ကားကြီးကိုလည်းအမြန်ရစေချင်တယ်ရွှေရောင်အိမ်နဲ့ရွှေရောင်ကားရရဲ့တူတူလာနေမှာပါအိမ်နဲ့ကိုကဲမယ်တူတူလာနေမှာပါတူတူလာကဲမှာပါတူကမယ်ဟုတ်ဟုတ်ကျေးဇူးပါအားလုံးကျေးဇူးတင်ပါတယ်